ကရင်မျိုးသမီးအစည်းအရုံး KWO ရဲ့နေ့40ပြည့်နှစ်ပတ်လည်နေ့ကိုထပ်မံပြုလုပ်ကပူပေါင်းဝန်ရံသူတွေအားဂုဏ်ပြုပေးတဲ့အစည်းအဝေးကိုဒီကနေ့နိုဝင်ဘာလ25ရက်နေ့ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့တနင်္လာမှာပြုလုပ်ခဲ့ပါတယ်။ အစီအယုံရဲ့အောင်မြင်မှုတွေကိုမှတ်တမ်းတင်ရင် အစီအယုံရဲ့လှုပ်ဆောင်မှုတွေပုံမသိရှိနားလည်အောင် အနာကတ်မှာအခြားမိဖက်ဖွဲ့စည်းတွေရဲ့ပံ့ပိုးမှုအင်အားရရှိအောင်ရည်ရွယ်ပြီးအခမ်းအနားကိုထပ်မံပြုလုပ်ကြလဲဖြစ်ပါတယ်။ ပကညာပမှုကရနေလူစီတလေကလေပဘာမလာကပေါ်ဟောနေအဝရလေပမလာကပေါ်ရပတမန်နေတိဖာမနော်အာတော့တော့ခေါ်နေပကွာကတိုက်ကေဝဲတလအတားတော့ဘွာတလဘကပလေခေါ်ဖလိုခါစမီယာတိဖာနေပဒီတင်နော်လာကိပသာမနော်ပမလာကပေါ်ဝဲရဒီတော့တော်တခန်နေမေအာပတမန်နေတိကဖာတကပါနေဒီတော့လောပွာလောပမသကောရတိဖာမေကြီးပေါ်လူတင်ညေဘွာပွာတိဖာမေကတိညာဝဲရပပမှုကရအတပိတမ်းမာတိဖာနော်တော့ခါစမီယာနေကေပပမသကောရအဟောဒီနေအာ ဘလို့ပါဝဲတာနော်ဘာဖို့မှတကောလဂရုကရခဲလေခဲစေခုန်နေဘာမှဝဲတာပုံမှုကရမှုနေဒီမနော် KWO ရဲ့နေ့40ပြည့်နှစ်ပတ်လည်နေ့ဟာဧပြီလ5ရက်နေ့ကဖြစ်ပြီး KNU ထဲချုပ်ထားတဲ့ကိုသူးလင်နေမြေထဲမှာတကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ် ဝဲတေတနညာဘဲမလာကပေါ်နေနေပမကရအနလီစီပေါ့နော်အပဲတော့တဲအားရစပွဲလေဒါပပေါ်မူရဲဝဲနေနေမတကူရလဲမတဲလို့တခုတာဖို့တဲအဲ့လိုပြီးတော့တန်နာပလို့တာခုတာတဲ့ တူတော်ထော်ပါလဲနီလီစီတော့နော်ခါဆွညာနိုင်နေပုဂ္ဂိုလ်တော့တာနာပလူတာတာအတာကွီတော့တခုတာဖို့တော့အာတာပါကဲလူတာပေါ့နော်ပုဂ္ဂမဟာဒီတော့ပတာကရဝေကဝေကလန်ဒီတော့ခါဆင်ညာကိုနေမိတာ အဲတာတဲတစီတကိနော်တာဂရဂရဝဲနော်ဦးဒလအနီလူစီညာဟိုတန်နေပပတိပါလပပပူကရတခုတာဖိုတေတဖာတော့ပတိရပဝဲတေတဖာနိုင်ပဲမေပေါ်မူတကားတော့နုခုတန်နေပဲထော်မာတာရတာကလေဝဲပပကဖလပပတလေပသူခုတခုနော်အဲတပတမှုလောရနော်ပပအဲဂုံကိုကိုကိုဂုံယူရပါနော် ီကနေ့အခမ်းအနားမှာနိုဝင်ဘာလ25ရက်နေ့မှာကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှုနေ့ကိုပါတပါတဲ့ပူတွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။အခမ်းအနားကို KWO အဖွဲ့ဝင်တွေအပြင် KNU တာဝန်ရှိသူတွေမိဘအဖွဲ့စည်းကတာဝန်ရှိသူတွေစုစုပေါင်းလူဦးရေ100နီးပါးတက်ရောက်ခဲ့ကြပါတယ်။ KWO ကို1945ခုနှစ်မှာကနအိုးစတင်တည်ထောင်ခဲ့ပြီးနောက် အဖွဲ့ရင်းပြိုကွဲမှုဖြစ်က1985ခုနှစ်မှာပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။လက်ရှိမှာ KWO အဖွဲ့ဝင်9000ကျော်ရှိနေပြီး အများစုကဂေါ်တူးလင်နေမြေတွင်းနဲ့ဒုက္ခသည်စခန်းတွေမှာဖြစ်ပါတယ်။